ဟယ်လိုအားလုံးပဲမင်္ဂလာပါ United Show ကနေကြိုဆိုပါရစေ Manchester United အနေနဲ့ Sunderland နဲ့ပွဲမှာရှုံးနိမ့်ခဲ့မယ်ဆိုရင်တော့မှနီးပြဖြစ်တဲ့ Ruben Amorim ကိုထုတ်ပယ်ဖို့အတွက်အချိန်ကြီးမရှိသေးဘူးဆိုပြီးတော့ဒီ Athletic ကနေပြီးတော့ကျွန်တော်တို့ပြောလာတာရှိတယ်ဒါနဲ့ပတ်သက်လို့ကျွန်တော်ဆွေးနွေးကြည့်အောင်ပါဆိုတော့အဓိကဒါကဒီဘယ်လိုရောမလဲ Lorry Lorry ကဗောနော Lorry ဝင်ဝင်ကနေပြီးတော့ကျွန်တော်တို့ဒီ Talk of the Devil Podcast မှာသူပြောထားတာဗောနော်သူရထားတဲ့ကျွန်တော်တို့ဒါဒီတည်င်းကို information ကိုသူပြောတာပေါ့เนาะအဲအဲအဲ podcast တွေမှာဆိုလို့ရှိရင်သူဗာပြောထားလဲဆိုတော့ Manchester United နဲ့ပေါ့เนาะနီးစပ်တဲ့လူတွေနဲ့သူစကားပြောကြည့်တဲ့အနေထားအရာဆိုရင်အကယ်လို့ Sunderland နဲ့ပွဲမှာ Manchester United နဲ့ရှုံးနိမ့်ခဲ့မယ်ဆိုတော့ပေါ့เนาะ Ruben Amorim ရဲ့အနာဂတ်ကအပြောင်းလဲဖြစ်သွားမယ်လို့သူမထင်ဘူးပေါ့ဗျာအကယ်လို့ Sunderland နဲ့ပွဲမှာရှုံးရင်တောင်မှ United မှာဆက်ပြီးတော့ရှီအောင်မယ်လို့သူထင်တယ်ပေါ့เนาะအဲအခုဒီဘက် သူတောင်းရှိသူတွေနဲ့ပြောပုံရဆိုလို့ရှိရင်တော့ဗောနော်သူ information ရထားတာတွေကအတူတူပဲเนาะပြီးခဲ့တဲ့ပတ်လုံးကလည်းဒီ information ပဲเนาะပြောချင်တာက ambulin ရဲ့အနာဂတ်ဒီစိတ်လှုပ်ရှားစရာဖြစ်မနေဘူးစိတ်ပူစရာဖြစ်မနေဘူးအားလုံးက AA စစ်စစ်ပဲဗောနော်ဒီတိုင်းပဲကျွန်တော်ဖြစ်နေတာအထူးသဖြင့် Sergeant Redcliffe က ambulin ရဲ့အနာဂတ်ကိုဆုံးဖြတ်မဲ့သူဖြစ်တယ်ဗောနော်အဲမဆုံးဖြတ်ခင်မှာတော့သူ့အနေနဲ့ Jason Wilcox တို့ဟလား ဂလီဇာတို့စီကပဲဖြစ်ဖြစ်ပေါ့ဗျာလက်ရှိအသင်းမှာကျုံတို့ဂျူဝဂလီဇာတို့ပါတော့သူတို့စီကပဲဖြစ်ဖြစ်အိုမာဘာဒါတို့စီကနေပြီးတော့အကြံဉာဏ်နေသူယူကောင်းယူလိမ့်မယ်ဒါပေမဲ့နောက်ဆုံးဆုံးဖြတ်ရမှာကဆာဂျင်ရက်ကလစ်တာဖြစ်တယ်ပေါ့အဲ့ဒီတော့သူ့အနေနဲ့အမ်မိုရင်ရဲ့အနာဂတ်ကိုဆုံးဖြတ်မဲ့သူသို့တော်လည်းပဲအမ်မိုရင်ကိုတရာဒီလုံးကိုပဲသူကအချိန်ပေးကျင်တာဆာဂျင်ရက်ကလစ်ကတရာဒီလုံးကိုအချိန်ပေးကျင်တာပေါ့နော်သူ့အနေနဲ့အမ်မိုရင်အချိန်ကြီးကောင်းလာဖို့အမ်မိုရင်အတွက် ဟိုကစားဟိုဘာလဲလူစင်းရင်းနေတခုလုံးပြောင်းလဲပြီးဘူးလူတယ်လို့သူယူဆတယ်ပေါ့နော်ဒါအပြင်နီးပြရဲ့နေသားကိုကျွန်တော် jazz လုပ်ဖို့ဆိုလို့ရှိရင်လည်းပဲတရားဒီလုံးအချိန်ပြီးဘူးလူတယ်လို့သူထင်နေပေါ့ဗျာဒါမှသာလင်း fair ဖြစ်တဲ့ဆုံးဖြတ်ချက်မျိုးကိုသူအနေနဲ့ခြားခွင့်ရမှလို့သူယူဆတယ်ပေါ့နော်လောလောဆယ်မှာဆိုလို့ရှိရင်တော့ပေါ့နော်ဘလို့ပြောမလဲမှန်ဒီဖြစ်စီမမှန်ဒီဖြစ်စီညင်းလို့ရတာတွေရှိနေပြီမယ်လို့လောလောဆယ် sergeant redcliffe ကတော့ရှင်းနေ and moring ကိုအချိန်ဆက်ပေးခြင်းသေးတယ်အဲ့ဒီတော့ နီးပြားဖြစ်တဲ့ရူဘင်အမူရင်းရဲ့အနာဂတ်ကစန်ဒလန်နဲ့ပွဲမှာရှုံနေခဲ့မယ်ဆိုရင်တော့မှအပြောင်းလဲဖြစ်လာဖို့မရှိဘူးပေါ့နော်။ဒါအပြင်ဆက်ပြီးတော့ပြောရတာက United တောင်ရှိသူတွေရဲ့ဘက်ကတော့အမူရင်းကိုရည်ရှိအချီညီနဲ့အချိန်ပေးပြီးတော့ကြည့်ကျင်တာဖြစ်တဲ့အတွက်စန်ဒလန်နဲ့ပွဲကမိနစ်90နော်မှပုံပေါ်ခဲ့တဲ့ရက်ရက်ကလေးတစ်ခုကအဲ့ဒါကြီးကိုလုံးဝအပြောင်းလဲဖြစ်မှာမဟုတ်ဘူး။အသင်းရဲ့ဘက်ကတော့ပေါ့နော်ဒေတာတွေအရာ ိုးတက်မှုတွေရှိနေတယ်ဆိုတာကိုသူတို့တွေကလက်ခံထားလို့ဖြစ်တယ်ဆိုပြီးတော့ကျွန်တော်ပြောထားတယ်။ဆိုတော့ခြုံကြည့်ရလို့ရှိရင်တော့ဗျာဆန်ဒလက်နဲ့ပွဲမှာရှုံနေခဲ့မယ်ဆိုရင်တော့မှ MRI ကိုအတင်းဘက်ကမပြောင်းလဲဘူး။ဘာလို့လဲဆိုတော့ data တွေရတိုးတက်မှုတွေမြင်နေရလို့ပဲနီးပြားကိုပေါ့နော်တရားဒီလုံးကျွန်တော်နေတဲ့အချိန်ပြပြီးမှဆုံးဖြတ်တင်တယ်လို့သူတို့ထင်လို့ပဲစာဂျင်ရက်ကလစ်ကိုတန်းက MRI ကိုယုံကြည်နေသေးလို့ပဲပေါ့နော်။ဒါအပြင်မိနစ်90အတွင်းမှာပေါ်ခဲ့တဲ့ရလက်ကလေးတစ်ခုနဲ့နေဆုံးဖြတ်မယ်ဆိုရင်မျှတတယ်လို့သူတို့မထင်ဘူးပေါ့။ လိုဘ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 လိုလောက်ကြမလဲဆရာသမားကြီးနော်ဒီညမှာကျွန်တော်တို့အနေနဲ့လော်ရီတို့ဘာလို့ဆိုတာမျိုးဒီ athletic ကသူတွေကတော့သူတို့မှာ inside information တွေရှိတယ်ဗောနော်အဲသူတို့အထက်မှာညီဆက်တဲ့သူတို့မှာသတင်းရင်းမြစ်တွေသူတို့ရှိတယ်ဒါသူတို့အနေနဲ့စကားပြောလို့ဘာလို့ရတယ်ဗောဗျာအဲဒီ athletic တို့ဘာလို့ကတော့ယုံကြည်ရတဲ့နေရာမှာပါတယ်ဗောနော်အဲ့တခုရှိတာကတော့အတင်းတောင်းရှိသူတွေရဲ့ဘက်ကမလိုအပ်တဲ့ခုနကပြောလိုပဲ noise တီပေါ်မှာဆိုလိုဒီလိုမျိုး PR တွေလွှင့်ထားသလားပေါ့ဒါမျိုးကလည်းကျွန်တော်တို့ဖြစ်ချင်းလည်းဖြစ်မှာပေါ့နော်တေချာတာတခုကတော့ တေဂျာတာတခုကတော့ဗျာနော်တေဂျာတာတခုကတော့အကယ်လို့ဆန်ဒလန်နဲ့ပွဲမှာရှုံးနေခဲ့မယ်ဆိုရင်တော့မှမထုတ်ဘူးဆိုတာမျိုးကတော်တော်တော့အသင်းဘက်ကမှားနေပြီဗျာတိလားမှားနေပြီသူတို့ကတော့ပြောတာကဘာလဲဆိုတော့ဆန်ဒလန်နဲ့ပွဲကမိနစ်90အတော်တွင်ပေါ်ခဲ့တဲ့ရက်လိုက်ကလေးပေါ်မူတည်ပြီးတော့အပြောင်းလဲလုပ်မယ်ဆိုရင်ပေါ့နော်သူတို့အနေနဲ့ဒါမျှတတယ်လို့မခံစားရဘူးပေါ့ဒါကမိနစ်90အတော်တွင်မှာ တတို့ပေါ့နော်မိနစ်90ပေါ်မှာမူတည်ပြီးတော့ပေါ်လာတဲ့ရက်လက်ကိုကျွန်တော်တို့ကဆုံးဖြတ်ရမှာမဟုတ်ဘူးဒါကျွန်တော်တို့ကျွန်တော်တို့တော်ဒါမိနစ်94တွေမဟုတ်တော့ဘူးဒါဟာတရာဒီလုံးဖြစ်နေပြီဗျာဒီလားပြီးခဲ့တဲ့တရာဒီလုံးစားကနေပြီးတော့အခုချိန်ဒီအခုဆိုကျွန်တော်တို့6ပွဲကစားပြီးသွားပြီပြီးခဲ့တဲ့တရာဒီလုံးကနေအခုချိန်ကြီးကျွန်တော်ပေါ့နော်ကြည့်ပြီးတော့ဒီပြရဲ့အနေထားကိုကျွန်တော် ပြောကြတာထားပါတော့ကျွန်တော်အနေနဲ့ပေါ့နော်ပြီးခဲ့တဲ့တရာဒီလုံးက124ဝင်နိုင်ခဲ့တယ်ပြီးခဲ့တဲ့တရာဒီက နော်ဒီယာဒီမှာလည်းအချင်းကြီးကောင်းနေပြီးတော့ဆန်ဒလန်နဲ့ပွဲမှာရှုံးရင်တော့ထုတ်မှဟေးဆိုတဲ့ပုံစံမျိုးဆိုရင် okay ထားအောင်တော့အဲ့ဒါမိနစ်90ဒါပေမဲ့ဒါဟာမိနစ်90မဟုတ်တော့ဘူးဆန်ဒလန်နဲ့ပွဲကကျတို့ပေါ့နော်အနီထားရောက်လာတယ်ဆန်ဒလန်နဲ့ပွဲကလိုမျိုးအချင်းကြီးဆိုလို့ရှိရင်ထုတ်ပေဖို့တင့်မီဟေးပါညာပြောနေကြတဲ့အနီထားတွေရောက်လာတယ်ဆိုတာကရှေ့ပွဲတွေမှာတိုင်ပက်ခဲ့လို့ပဲမိနစ်90လေးအပေါ်မှာမူတည်ပြီးတော့ကျွန်တော်ပြောနေကြနော်ဝေဖန်နေကြတာမဟုတ်ဘူးရှေ့မှာပေါ်လာခဲ့တဲ့အရာတွေနဲ့ပေါင်းပြီးတော့ကျွန်တော်ကဝေဖန်ကြတာဟုတ်တယ်မလားဘာလို့လဲဆိုတော့ ဆန်တလက်နဲ့ပွဲမှာကျွန်တော်ဘောနော်ဟိုတိုင်ပက်တာနဲ့ထုတ်အောင်ကလည်းအဲ့ဒီတပွဲတည်းဆိုရင်တော့ထားအောင်တော့ဒါပေမဲ့ရှိမှတရာဒီလုံးကျွန်တော်တို့ကခြုံပြီးတော့တိုင်ပက်လာတာပြီးခဲ့တဲ့ရာဒီအဆင့်ဆန်ကဘယ်နီးပြလက်အောက်မှမှကျွန်တော်တို့တက်တန်းတစ်လျှောက်လုံးဘယ်နီးပြလက်အောက်မှမှကျွန်တော်မရောက်ခဲ့တဲ့နေရာကိုကျွန်တော်ရောက်ခဲ့ရတယ်အခုဒီရာဒီမှာလည်းပဲအဲ့ဒီတိုင်းကြီးကျွန်တော်ဆက်သွားနေတော့မယ်ပြီးခဲ့တဲ့နေရာဒီပြောင်းရှုမှာတန်း300လောက်ကျွန်တော်တို့ဘောနော်ကစားမအားဖြစ်မှုဒီမှာကျွန်တော်သုံးထားတယ်ဆိုတော့မိနစ်60လေးအပေါ်မှာမူတီပြီးတော့ဝေဖန်ပြောဆိုရေးသားနေကြတာမဟုတ်ဘူးထုတ်ပေတင်တဲ့ပညာဆိုတာ ဆန်တလန်နဲ့ပွဲတစ်ပွဲပေါ်မူတည်ပြီးတော့ဆုံးဖြတ်တင်တာကျွန်တော်မဟုတ်ကျွန်တော်တို့အကုန်လုံးကိုကျွန်တော်ခြုံကြည့်ရတာဆိုတော့အကယ်လို့စာဂျင်အနေနဲ့ငါကတော့ဆန်တလန်နဲ့ပွဲကရက်လက်လေးတစ်ခုနဲ့တင်အမိုရင်ကိုထုတ်မှာမဟုတ်ဘူးလို့ယူဆနေရင်ကျွန်တော်ကတော့စာဂျင်ဟာအသင်းကိုဆွဲချဖို့ရောက်လာတယ်လို့ပဲကျွန်တော်တို့ယုံကြည်တော့မယ်ဘာလို့လဲဒီပေ Chelsea fan ကိုနော်ဘလောက်ပဲ PR အသုံးပြုပြီးတော့ Manchester United fan မှာပြောပြောနော်ဘလောက်ပဲဗာပဲပြောပြောဗျာစာဂျင်ရက်ကလစ်ဒီ United ရဲ့ပရိသတ်ဟုတ်မနေဘူးဆိုတော့လက်ရှိငွေလောကဖြစ်တဲ့အတွက်ကျွန်တော်ဘောနော်ပရိသတ်ဟုတ်တာမဟုတ်တာအသာထား ကိုလည်းရှိကင်တွေပိုင်ပိုင်ဆိုင်နေရတဲ့ဒီအတင်ကိုပိုင်ဆိုင်တဲ့အရာတခုကိုကောင်းလာဖို့ကတော့သူတို့တွေလူတိုင်းကြိုးပမ်းကြမှာပဲဒါပေမဲ့လို့ MOD ကိုဆက်ထားမယ်ဆိုရင်เนาะစန္ဒလန်တဲ့ပွဲမှာရှုံးမယ်ဆိုရင်တော့မဆက်ထားမယ်ဆိုလို့ရှိရင်တော့ဒါဟာကျွန်တော်တို့အနေနဲ့ပိုင်ရှင်နေတဲ့ပက်တလူအတင်းကိုဥဆောင်နေတဲ့လူတွေနဲ့ပက်တလူကတတော်ကြီးကိုကျွန်တော်တို့မေကွန်ထုတ်စရာတွေဖြစ်ကုန်ပြီကျွန်တော်တို့စိတ်ပူရမယ်နေထားတယ်ကျွန်တော်ရောက်ကုန်ပြီကိုအတင်းကိုတမင်ဆွဲချဖို့မြန်ရောက်လာသလားပေါ့နော် အရစ်တန်ဟာရဲ့လက်ထက်ကျွန်တော်တော်ဖူးမဝင်လို့ကျွန်တော်အရစ်တန်ဟာကိုကျွန်တော်ဖြုတ်တယ်။အူဒီဂနာဆိုရှယ်လက်ထက်ကျွန်တော်တော်ဖူးမဝင်လို့ကျွန်တော်ဖြုတ်တယ်။မော်ဒီညိုလက်ထက်ကျွန်တော်တော်ဖူးမဝင်လို့ကျွန်တော်ဖြုတ်တယ်။ဖြုတ်လိုက်တဲ့ကာလတွေပြောတာနော်။ဒါတော့မှအရစ်တန်ဟာဆိုလို့ရှိရင်အဆင့်3နဲ့ယာစီသိမ်းမှုတယ်။အူဒီဂနာဆိုရှယ်အဆင့်2နဲ့ယာစီသိမ်းမှုတယ်။ဂျိုဆေးမော်ဒီညိုအဆင့်2နဲ့ယာစီသိမ်းမှုတယ်။ရှင်းနီးပြတယ်ကျွန်တော်တို့မန်ချက်စတာယူနိုက်တက်မှာထုတ်ပယ်လာတဲ့နီးပြတွေကိုကျွန်တော်ကြည့်ရင်ချန်ပီယံစ်လိဝင်ခွင့်ပုံမှန်မရလို့ကျွန်တော်ထုတ်ကြတာ။အခုလက်ရှိ MOD နဲ့ Sergeant Redcliffe တို့လက်အောက်ကြမှာပဲ။ ငါတို့ကအဆင့်30လောက်ရလဲပဲအဆင်ပြေသေးတယ်ဟိဆိုတဲ့ပုံစံမျိုးကျွန်တော်ဖြစ်နေပြီဒါဟာလုံးဝအဆင်မပြေတော့ဘူးအဲ့တော့ကျွန်တော်တို့ Manchester United အနေနဲ့အထူးသဖြင့်ပေါ့နော် Sergeant Radcliffe တို့အနေနဲ့အပြောင်းလဲဒီမလုပ်လို့ကျွန်တော်မရဘူး Sunderland နဲ့ပွဲမှာရှုံးရင်တောင်မှထုတ်ဖို့မရှိဘူးဆိုတာမျိုးကမဟုတ်ပါစေနဲ့လို့ပဲကျွန်တော်မျှော်လင့်နေအဲ့ဒီ information ကမမှန်ပါစေနဲ့လို့ကျွန်တော်မျှော်လင့်နေကျွန်တော်တို့က Sunderland နဲ့မပြောနဲ့ဗျာ။ Burnley နဲ့ပွဲပြီးကြတဲ့ကကျွန်တော်နိုင်နေတာเนาะ။ Burnley နဲ့ပွဲပြီးကြတဲ့ကကျွန်တော်ဖြုတ်သွားမှာ။ဖြုတ်မလာဘူးကျွန်တော်တို့ အတင်းတောင်ရှိသည် by data ကိုကြည့်ပြီးတော့ဆက်ပြီးတော့ထားတင်နေလို့ငါတို့ယုံကြည်နေကြတယ်သူတို့ကတော့ data တွေရဆိုလို့တချို့ data တွေရပါတော့တိုးတက်မှုတွေရှိနေတဲ့အတွက်သူတို့ကတော့ဒါနေရာဆက်ပြီးတင်နေရလေသူတို့အချိန်ဆက်ပြီးတင်နေလို့သူထင်နေပေါ့ဒါပေမဲ့ကျွန်တော်အလုတ်ဖြစ်တဲ့အရာလေးတွေပဲရွေးပြီးကြည့်လို့မရဘူးအလုတ်မဖြစ်တဲ့အရာတွေပဲကျွန်တော်ကြည့်ရမှာထားပါတော့ဗျာဟာသူတို့ကြည့်တဲ့ data တွေကနော်သူတို့ကြည့်တဲ့ data တွေကဟို editor ဟာလက်ထက်တုန်းက editor ဟာရဲ့နောက်ဆုံးရာသီတုန်းကတော့ဟေ့ နော်တပွဲတပွဲကိုပြိုင်ဘက်ကငါတို့ကိုအကျိန်20လောက်ကန်နေတာခံလို့ငါတို့ဒီထုတ်လိုက်တယ်အမိုရင်လက်အောက်မှာကျန်တဲ့ဒေတာတွေကအသုံးနာမကျတာနော်ငါတို့တပွဲမှာကန်ချက်ငါတို့ကိုကန်ခံရတဲ့အကန့်ချက်ကအလုံးစုံရှိ12ကြိမ်ပေါ့ဆိုတဲ့အနေထားဒါဆိုတိုးတက်လာဒါဆိုတိုးတက်လာတာအဲ့ဒီတော့ကျွန်တော်တို့အဲ့ဒါလေးကိုကြည့်ပြီးတော့အာတန်ဟလက်ထက်တုန်းကထက်တော့ကောင်းလာတယ်ဟေးငါတို့ပြိုင်ဘက်ကေငါတို့ဂိုးပေါက်ကိုကန်တဲ့အကျိန်ကြီးနည်းလာတယ်ဟေးငါတို့ဆက်ထားတဲ့နေလို့ကျွန်တော် တွေးတာလားအလုတ်ဖြစ်တဲ့အရာလေးတွေပဲကျွန်တော်တွေးပြီးတော့ ီနီးပြတဲ့ရောက်ရဲ့အနာဂတ်ကြီးကိုကျွန်တော်ခြုံငုံသုံးသပ်ကြည့်လို့များအကုန်လုံးကိုကျွန်တော်ကြည့်ရမှာအကုန်လုံးကိုကြည့်နေတဲ့အချိန်မှာတူတက်တဲ့အရာတွေအများကြီးရှိနေပြီးတော့တချို့တိုင်ပက်တဲ့အရာတွေဒီလောက်ကနေတဆင်ကျွန်တော်ကရက်လက်တွေကောင်းမနေရတာဆိုရင်တော့တမျိုးအခုဟာကကျွန်တော်မဟုတ်ဘူးကျွန်တော်တိုက်စစ်မှာဂိုးတွေမသွင်းနိုင်ဘူးပြီးခဲ့တဲ့ရာသီကတိုက်စစ်မှာကျွန်တော်ဂိုးတွေမသွင်းနိုင်ဘူးဆိုအခုလက်ရှိနွေရာသီပြောင်းရွှေ့မှာကျွန်တော်နွေရာသီပြောင်းရွှေ့တုန်းကကျွန်တော်တန်း300လောက်နေပါကျွန်တော်အသုံးပြုခဲ့ပြီးတော့တိုက်စစ်300ဆလုံးကျွန်တော်လဲတယ်ကျွန်တော်ဘောနော food ဗာလဲဒီ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 အဲဂိုးသမားတယောက်ကျွန်တော်ပြောင်းလဲလုပ်တယ် တိုက်စစ်ကကျွန်တော်ကိုကမရဘူးဘူးမရဘူးကျွန်တော်โอเคအဲ့ကြံတိုက်စစ်ကိုကြည့်မယ်အတင်းတောင်ရှိတဲ့ဘက်ကငါတို့ကအချိန်20လောက်ဂိုးပေါက်ကန်နေတာကွာဒါတူးတက်လာတာပဲအရီတန်ဟာလက်ထက်တော့ငါအဲ့လိုမဟုတ်ဘူးကစားမားတွေမကောင်းလို့ဂိုးပဲမရတာဂိုးရပြီဆိုတာနဲ့ငါတို့ကနိုင်မှာဟဲ့လို့ကျွန်တော်ကြည့်တယ်လားကျွန်တော်အဲ့လိုကြည့်လို့မရဘူးငါတို့ဂိုးပေါက်ကန်သွင်းမှုတွေအများကြီးရပြီးတော့ဂိုးမရဘူးကွာဒါကစားမားတွေကြောက်ပဲကျွန်တော်ပြောလို့မရဘူးကျွန်တော်ကန်လိုက်တဲ့တပွဲတပွဲကျွန်တော်မန်ချက်စတာယူနိုက်တက်တိုက်စစ်ကပြိုင်ဘက်ကိုကန်တဲ့ဂိုးပေါက်ကန်သွင်းမှုအချိန်အကြီးအတွက်20ရှိတယ်အဲ့ဒီ20ထဲမှာ quality ကံကျက်ဘယ်နှကြိမ်ပါတယ်အပိုင်အခွင့်အရေးဖြစ်နိုင်တဲ့အခြေအနေမျိုးတွေကိုကစားမားတွေအတုံးမချနိုင်ကြတာဘယ်နှကြိမ်ပါတယ်ကျွန်တော်စဉ်းစားကြည့်မရှိဘူး quality ကံကျက်ကအချိန်20ကံမှတစ်ချက်လောက်ပဲကျွန်တော်ရှိတာဒီချိန်လောက်ပဲကျွန်တော်ရှိတာဒါဆိုလို့ရင်ကံကျက်များတယ်ဟိဆိုတာကြီးကိုကျွန်တော်တို့ကရန်တန်ပြလို့မရတော့ဘူးဘာကြောင့်ငါတို့ကံကျက် quality တွေနည်းနေရတယ်လဲ quality ကံကျက်တွေရှိမရှိပေါ်မှာမူတည်ပြီးတော့ငါတို့အသင်းကဘလူးကစားလို့ နော်တိုက်စစ်ပန်တန်ဒီမှာဘလို့သွားလို့ငါတို့ quality gap တွေကနေနေရတာတုံးဆိုတာလေးကိုကျွန်တော်ကြည့်ရတော့မှဒါဆိုရင်နီးပြရဲ့နီးစနစ်ပိုင်းတိုက်စစ် play pattern တွေပေါ်လာပြီဒါဆိုလို့ချင်းအချိန်ကြီးမကောင်းဘူးဆိုတာကျွန်တော်သိရမှာငါတို့ကတော့တိုက်စစ်မှာဗနေချိန်ကန်းနေလို့ကွာကစားမားတွေကညံ့နေတာမဟုတ်ရင်နိုင်ပြီးငါတို့တွေးလို့မရဘူးဒီတိုင်းပဲဆိုတော့လက်ရှိနီးပြ MOD ရဲ့လက်အောက်မှာ editor ဟာလက်ထက်တုန်းကလည်းတွတ်တက်လာတာသူတို့ဘာရှိမလဲပြိုင်ဘက်ကကိုဘိုးပေါင်းကိုကန်သွင်းတဲ့အချိန်ကြီးအတွက်ကျွန်တော်ခွင့်ပြုရတာနဲလာတယ်ဒါပဲ ခန်းစစ်မှာအဲ့ဒီတန်ဟာထဲပုံတုံငါထဲပူကောင်းတဲ့ခန်းစစ်ကိုကျွန်တော်မတွေ့ရဘူးအခုလောက်ရှိ6ပွဲကစားထားတဲ့နေရာမှာကျွန်တော်72ပေးထားရတယ်တိုက်စစ်ဆွမ်းဆောင်ရေးကျွန်တော်တူးတက်မလာဘူးတန်းတုံးညာနီးပါကျွန်တော်တုံထားတယ်တိုက်စစ်မှာကွင်းလယ်ဆွမ်းဆောင်ရေးကျွန်တော်တူးတက်မလာဘူးကစားပုံနေကျွန်တော်တူးတက်မလာဘူးဒါပဲကျွန်တော်မှာနော်ပြောင်းနေသွားတာနောက်တစ်ခုဘာရှိမလဲဖော်မေးရှင်းမင်းကျွန်တော်ရှိတယ်ဘာမှန်ကျွန်တော်တို့နေပူကောင်းလာတယ်ဆိုတော့မခံစားရဘူးတန်ဟာလက်ထက်တုံငါတဲ့ဒါကြောင့်အချီနီဒီကမဟန်ဘူးဒါကြောင့်အသင်းအနေနဲ့ MOD ကိုဆက်ထားခြင်းနေဆိုတဲ့ တို့ဘောနော်ရည်ရွယ်ချက်ကလေးတစ်ခုနဲ့တင်အလုတ်ဖြစ်ပါတယ်ဆိုတဲ့ data နည်းနည်းလေးကိုကျွန်တော်တို့ကကြည့်လို့မရဘူးအကုန်လုံးကိုကျွန်တော်ကခြုံကြည့်ရမှာဗျာသိလားအကုန်လုံးကိုကျွန်တော် ခြုံကြည့်ရမှာဆိုတော့ဘောနော်ဟိုအချီနီကကျွန်တော်ကြည့်ရင်လက်ရှိလော်ရီတို့ဘာလို့ပြောထားတဲ့ဒီ Athletic က podcast မှာပြောထားတာတော့ Manchester United က Sunderland နဲ့ပွဲမှာရှုံနေခဲ့မယ်ဆိုလို့ရှင်တော့မှာ Amorin ကိုထုတ်ပယ်ဖို့မရှိဘူးဆိုတော့ဒါဟာကျွန်တော်တို့စိတ်ပူစရာကြီးပါခုနကကျွန်တော်ပြောသလိုပဲပိုင်းရှင်တွေဒီအချီနီမကောင်းရင်ရောင်းချခဲ့ပလိုက်လို့ရတယ် ်နီးပြတွေဒီအချိန်ဒီမကောင်းရင်ထုတ်ပယ်လိုက်ပြီးတော့သူတို့တွေရောကြီးတွေပါနေတဲ့သူတို့ထွက်သွားကြတော့မယ်အကုန်ဒုက္ခရောက်ပြီးတော့ကန်ကြံခဲ့ရမှာကမန်ချက်စတာယူနိုက်တက်ပဲနော်ဒုက္ခရောက်ပြီးတော့ကြံခဲ့ရမှာမန်ချက်စတာယူနိုက်တက်ပဲခင်ဗျားတို့ကျွန်တော်တို့ကဒီအသင်းပေါ်မှာစိတ်နစ်ထားရတာပရိသတ်တွေပဲဒုက္ခရောက်ကြံခဲ့မယ်အသင်းကြီးပဲဒုက္ခရောက်ကျွန်တော်ကြံခဲ့ရမှာကြံတဲ့သူတွေကဖုတ်ဖက်ကထွက်သွားလို့ကျွန်တော်ရတယ်အပြောင်းလဲတွေလုတ်ပလတ်လို့ရတယ်ဒုက္ခရောက်နေရမှာဒီအသင်းကြီးပဲဆိုတော့လက်ရှိစာဂျင်ရက်ကလစ်ဘက်ကဒီလိုလုပ်တယ်ဆိုတာကလည်း သူဆုံးဖြတ်ချက်ဒီမှားတယ်ဆိုတာကြီးကိုမပေါ်စေချင်တာနဲ့သူက MOD အလုပ်ဖြစ်ပါစီဆူတောင်းပြီးတော့သူဆက်ထားနေတာတကယ်အလုပ်ဖြစ်မယ်လို့သူယုံကြည်လို့ဆက်ထားတာမဟုတ်ဘူးစန်တဝါဝါနဲ့သူဆက်ထားနေတာဆိုတော့စန်တလန်နဲ့ပွဲမှာလည်းရှုံးခဲ့ရင်ကျွန်တော်တို့က MOD ကိုထုတ်ပယ်ဖို့မရှိဘူးဆိုတော့ညီကတို့ဘယ်လိုမြင်ကြလဲဆွေးနွေးကြပါတော့အားလုံးကိုချစ်သူများကြီးတင်ပါတယ်